အခုခီးတွိုင်းနဲ့ကြုံရတဲ့ကဏ္ဍလေးကိုပြောချင်တာပါကျွန်တော်မန္တလေးဆင်းလာတဲ့အခါမှာကျွန်တော်အီကြောက်တမ်းမြောက်ခင်ဒိုးပင်ဆိုတဲ့ရွာလေးမှာကျွန်တော်နားတယ်ကြောက်တမ်းမှာတိုက်ပွဲဖြစ်နေတယ်နားတဲ့အခါမှာလူတယောက်ကနေပြီးမှတိမ်တက်ဆင်းတိမ်ဝင်လိုက်တယ်သူထွက်လာဆိုလူငယ်တယောက်ကပါလာတယ်နောက်တိမ်ဝင်သွားရင်လူငယ်တယောက်ကပါလာတဲ့အခါကျတော့ကျွန်တော်နားနေတဲ့ဆိုင်က ဒါအကိုကြီးတယောက်ကိုကျွန်တော်မေးကြဘာလောက်တာလဲဒီငါအဲ့လောက်တမခေါ်တာလားမဟုတ်ဘူးတဲ့ဒါရဲဘော်လေးတွေစုတာပေါ့နော်ရဲဘော်လေးတွေစုရဲဆိုတဲ့ကကြတော့လူငယ်တွေကဒါသူ့နောက်ကိုလိုက်သွားတာပေါ့ဒီဒီတန်းကြီးပေါ့နော်တရင်တယောက်မတော်မနေရဆိုတဲ့ပုံစံမျိုးနဲ့တော့ပါသွားတာပေါ့ဗျာဒါကတော့နောက်ပိုင်းကဏ္ဍတော့ကျွန်တော်မပြောလို့ဘူးပေါ့အဲ့ဒီမျိုးတွေစုသွားပြီးမှမကြခင်မှာပဲကောလင်းတိုက်ပွဲဖြစ်တယ်ကောလင်းတိုက်ပွဲဖြစ်တဲ့ခါကျကောလင်းတိုက်ပွဲမှာလည်းလူငယ်တွေတော်များများတည်ကြတယ်ဆိုတော့အော်ကျွန်တော်စဉ်းစားမိလိုက်တာပေါ့ဒါဟို ခင်တို့ကကျွန်တော်တွေ့ခဲ့တဲ့လူငယ်လေးတွေကယနေ့ calling တိုက်ပွဲမှာတတ်တည်ကြပြီလားဆိုတော့ခန္ဓာလေးကျွန်တော်စဉ်းစားမိလိုက်တာပေါ့အမှန်တကယ်ကျတော့လူငယ်တွေခေါ်ရပြီးမှအကျိုးရှိတဲ့လုပ်ငန်းတွေတုံ့ပြုကြမယ်ဆိုနိုင်ငံတကာကိုတော်တော်ကောင်းတာပေါ့ဗျာအခုကျတော့ကျွန်တော်လူငယ်တွေခေါ်ရပြီးမှတိုက်ပွဲတက်ကိုတုံ့ပြုရဲဆိုရင်တော့လူငယ်တွေတည်ပြီးခြင်းအဖြစ်ကျွန်တော်တိုင်းပြည်တက်ကိုဘာများအကျိုးရှိလာမှာလဲပေါ့ ဲ့ဒီကဏ္ဍလေးတစ်ခုကျွန်တော်အနေနဲ့မေကွန်းလေးတစ်ခုကိုကိုကိုပြမေးမိတာပေါ့ဗျာဒါကိုကိုမေးမိတဲ့မေကွန်းအနေနဲ့ဒါပြည်သူတွေလည်းကျွန်တော်ပြမြတ်ပြောပြချင်တာပေါ့နောက်တစ်ခုကကျွန်တော်တို့ဒေတာတို့မှာဖြစ်သွားတဲ့တိုက်ပွဲတစ်တုံရနေခွန်ပြီးတဲ့နောက်ပိုင်းမှာတစ်တုံရနေခွန်စရင်မှတိုက်ပွဲစတိုက်တဲ့အချိန်ကစရင်မှမြို့ဒေးတိုက်ပွဲတွေဆင်နွှဲလာတယ်အဲမန်စီမြို့ကိုတင်းတဲ့ခါကျတော့တပ်မတော်ဘက်ကအများကြီးတည်တယ်ဆိုပြီးမှတစ်ဖက် ကမီဒီယာလေးဘွာရဖြန့်လန်ဖြန့်နေတဲ့အချိန်မှာကျွန်တော်ကမေးကြည့်တယ်ကိုလူတွေကိုကိုလူတွေမေးကြည့်တဲ့ခါကျတော့ တို့သူတို့ဘက်ကလည်းတည်တာပဲတဲ့ကျွန်တော်တို့ဒီဆိုတော့တောက်လျှောက်အလောင်းတွေတည်ပြီးနေရတာပေါ့ဟာဒါဆိုရင်တော့သူတို့ဘက်ကအလောင်းတည်ပြီးတော့မင်းတို့ဘာနဲ့တည်ကြလဲကားနဲ့ကိုတည်ပြီးရတာပေါ့ကားနဲ့တည်ပြီးတော့ဘာကားနဲ့ဆိုတော့၁၂ဘင်းကားနဲ့တည်ပြီးရတာဟာ၁၂ဘင်းကားပေါ်မှာတဲ့ပြောလိုက်ရင်ဒီတိုင်းတန်းစီတင်သွားတာမဟုတ်ဘူးတဲ့သင်ကားတို့ကားကြီးတင်သွားတယ်ဆိုတော့ကျွန်တော်အထက်မှာစိတ်တော့မကောင်းဘူး ပေါ့ဗျာအဲ့ဒီကိစ္စလေးတီချီရတဲ့ခါကြာကြာတီးရတဲ့ခါကြာတော့လဲစိတ်မကောင်းဒါလည်းလူငယ်တွေပဲစစ်ပွဲမှာတီချင်ကြရတာအခုနိုင်ငံရေးအပြောင်းအရွှေ့တက်ကိုစစ်ပွဲစစ်ပွဲနဲ့ပြောင်းလဲလို့ရနိုင်မလားစစ်ပွဲနဲ့ပြောင်းလဲလို့ရနိုင်မလားဆိုရင်ဆိုတဲ့ခါကြာတော့နှစ်ပေါင်း90ကျော် EU တွေစစ်တိုက်ခဲ့ကြပြီစစ်ပွဲနဲ့ပြောင်းလဲလို့မရခဲ့ဘူးဟာကျွန်တော်တို့ဖြစ်စီကြတာနိုင်ငံကြီးနဲ့ပြောင်းလဲလို့ရအောင်ကျွန်တော်ကြိုးစားမယ်နိုင်ငံကြီးနဲ့ပြောင်းလဲရတဲ့ခါမှာတပြီးပြီးနဲ့တော့ ပြောင်းလဲလာအောင်ကျွန်တော်ကြိုးစားရမှာဖြစ်ပါတယ်။ဘာကြောင့်မလဲဆိုတော့အချိန်ကြမယ်။စစ်ပွဲနဲ့ကတော့ပြောင်းလဲလာပြောင်းလဲလာမပြောင်းလဲဆိုတော့မတည်ကြပါဘူးမြဲလေ။ဒါကတော့လူတည်ပြောင်းမှုတော့တအားများပါတယ်။မြန်မာနိုင်ငံကပြောမယ်ဆိုတော့လူတွေမတည်စီကြပါဘူး။ဘာကြောင့်မလဲလူငယ်လေးကိုအဓိကမတည်စီကြနိုင်လဲဆိုတော့တစ်ဖက်မှာအင်အားကြီးတဲ့နိုင်ငံကြီးနဲ့နိုင်ငံကြီးတဲ့လူကြီး1400ကျော်လဲဆိုတာဒါကျွန်တော်မြန်မာနိုင်ငံကလူကြီးအများကြီးလိုအပ်တည်ပါတယ်။လူသားရင်းမြစ်တဲ့အများကြီးလိုတဲ့ခါလူငယ်လေးကိုအဓိကအားကိုးရမှာပါနိုင်ငံတည်ဆောက်ရေးအတွက် တို့ဆက်ကြောင့်မို့နိုင်ငံတည်ဆောက်တဲ့လူငယ်တွေအားကိုးရမှာဖြစ်တတ်တဲ့ကြောင့်မို့လူငယ်တွေမတည်မပြောက်တဲ့နီလာနေကိုကျွန်တော်တို့အနေနဲ့ခြားတံပြီးမှဝိုင်းမှုစဉ်းစားပေးကြဖို့ကျွန်တော်အနေနဲ့ဒါပြောကြားလိုတာပါ